ထားစီထင်းသိမ်းရခက်တဲ့အာဖရိကတောနယ်ထဲကတောဝက်ကြီးများမင်္ဂလာပါပြည်သက်ကြီးတို့ရေဝါဒရကဘာပေါ်မှာမျိုးစေ့အများဆုံးနဲ့အကောင်အကြီးတို့လည်းအများဆုံးတတဝါတွေပဲဖြစ်ပါတယ်ကဘာပေါ်ကတက်ကြီး၅တိုင်လုံးမှလက်ညှိုးထိုးမလွဲတွေ့ရှိနိုင်တဲ့တတဝါတွေဟာလည်းဝက်တွေပဲဖြစ်ပါတယ်ဝက်တွေမှာဆိုရင်အိမ်မှာစီးပွားဖြစ်မှုကြတဲ့မျိုးစေ့တွေလည်းရှိသလိုတောထဲမှာနေထိုင်ခြင်းလည်းကြတဲ့တောဝက်ကြီးတွေလည်းရှိကြပါတယ်တောဝက်ဆိုတာကမိတ်ဆွေတို့နဲ့မစိမ့်မိမဲ့ယနေ့မျှဝေပေးတော်မဲ့အာဖရိကတောနယ်ထဲမှာတွေ့ရတဲ့တောဝက်မျိုးတွေကိုတော့မိတ်ဆွေတို့အနေနဲ့ကြားဖို့တွေ့ဖို့ကြအောင်မှာမဟုတ်ပါဘူးဒီနေ့ဗီဒီယိုလေးမှာတော့ ဒီတော့ဝက်ကြီးတွေရဲ့အကြောင်းတစ်စီတစ်ဆောင်မျှဝေပေးတော့မှာဖြစ်လို့စိတ်ဝင်စားတယ်ဆိုရင်တော့အဆုံးထိကြည့်ပေးကြပါဦး။တစ်စက်တည်းမှာပဲကျွန်တော်တို့ရဲ့ရွှေစည်းကအနာဒီမဲ့ channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းနေကြောင်းရများကိုပေးသည်။များတော့အမြဲတမ်းလိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လေးတောင်းဆိုလိုက်ရပါတယ်ဗျာ။အနီရောင်မြေဝကျွဲလိုအမြင်ရတဲ့တောဝက်ကြီးကတော့သူ့ရဲ့အမွေးအမြင်အရောင်ကအသက်ရွယ်လိုက်ပြီးတော့ပြောင်းလဲမှုရှိပါလေ။သူတို့ရဲ့မူလအမွေးရောင်ကအညူရောင်ပုတ်ပုတ်ရှိပြီးတော့အဲ့ဒီအပေါ်မှာရွှေဝါရောင်အစင်းချောင်းတွေကပြောင်းတော့ဖြစ်ပေါ်နေတာပဲဖြစ်ပါလေ ဒါပေမဲ့လည်းဝန်သူကြီးတွေနဲ့အလင်းမတူတာမျိုးတော့မဟုတ်ပါဘူး။သူတို့လူပြိုဖောက်အရွယ်ရောက်တဲ့အချိန်မှာကျောလေကောင်မှာအဖျူရောင်အစင်းချောင်းကြီးတစ်ခုကထင်းရှားရှားပေါ်လာခဲ့ပါလေ။မျက်နှာပေါ်မှာလည်းမွေးစားကမရှိတဲ့အဖျူရောင်မျက်နှာဖုံးတစ်ခုပေါ်လာပါလေ။အထီးတွေမှာဆိုရင်တော့နှာရောင်ပေါ်မှာဘူးကြီးတစ်ခုပေါ်လာပါလေ။ဒီအနီရောင်မျိုးကကျွဲတော်ဝက်ကြီးတွေကိုအာဖရိကအလဲပိုင်းနဲ့အနောက်ပိုင်းဒေသတွေမှာရှိတဲ့နိုင်ငံပေါင်း၁၉နိုင်ငံမှာတွေ့ရပြီးတော့သူတို့ရဲ့အလေးအထားကတောထဲမှာပဲနေထိုင်ကြလိမ့်ရှိပါလေ။သူတို့ကမြို့ဟာကျွဲတွေလို့ခေါ်ရတဲ့အကြောင်းက မြစ်တွေနဲ့အာရီထဲမှာအမြဲတမ်းလှလို့ရေစိမ့်နေလေးရှိတယ်သူတို့ရဲ့အချင်းကြောင်ပါပဲမြို့ဟာကျွရီနဲ့သဏ္ဍန်တူတဲ့တောဝံမျိုးတွေကတော့ bush pit လို့ခေါ်တဲ့တောဝံကြီးတွေပဲဖြစ်ပါတယ်သူတို့ရဲ့အယောင်ကအနီးအောင်ဖြစ်ပြီးတော့အနှဲငယ်ပိုးနက်ပါတယ်အဆွဲကလည်းတိုးပေမဲ့ချွန်ထက်နေတာပဲဖြစ်ပါတယ် bush pit တွေကတော့အာဖရိကအရှေ့ပိုင်းနဲ့တောင်ပိုင်းတွေမှာတွေ့ရပြီးတော့ပေပေါင်းသောသုံးတော်မြင်းနဲ့ကလန်မန်ဂျာရိုတောင်ဆောင်တွေမှာနေထိုင်ကြစားကြတာဖြစ်ပါတယ်သူတို့ဟာညအချိန်မှာပဲအစာချထွက်ကြတယ်ဆိုပေမဲ့အေးရရာဒီမှာဆိုရင်တော့နေဘက်ထွက်လေရှိကြပါတယ် သူတို့ကလူမကြောက်ဖက်ညာချိန်တွေမှာလူသားတွေနဲ့နေတဲ့နေရာတွေမှာအစာချထွက်ကြတာများပါတယ်။သူတို့ဟာအေရီတဲမှာမွေးထားတဲ့အိမ်မွေးတိရစ္ဆာန်တွေကိုကိုင်ဆွဲပြီးတော့စားတောက်ကြလေးရှိပါတယ်။နောက်ထပ်တောဝက်မျိုးစေ့တစ်ခုကတော့မျက်နှာမှာအဖုအထစ်တွေအများကြီးနဲ့အစွဲပြူပြူအာဖရိကတောဝက်ကြီးတွေပဲဖြစ်ပါတယ်။အထီးတွေမှာဆိုရင်အစွဲကြီးတွေဟာ15စင်တီမီတာလောက်ထိရှည်ပြီးတော့တခြားတောဝက်တွေနဲ့မတူဘဲသူတို့ရဲ့နေထိုင်ချက်စားတဲ့ပုံစံဟာထူးခြားလာပါတယ်။သူတို့ဟာဝက်မျိုးစေ့တွေဆိုပေမဲ့မျက်နှာကဝက်နဲ့လုံးဝမတူပါဘူး။ အရွယ်သားကလည်းအင်မတန်ကြီးမားပြီးတော့အခွင့်ခံရပြီဆိုရင်တော့အသက်ပြန်ပါလာဖို့မလွယ်ပါဘူး။သူတို့ဟာခွေးကျက်တဲ့အစတဲ့တတော်ဝါတွေကိုအသာလေးတိုက်ခိုင်းနိုင်တယ်ဆိုပေမဲ့ချင်းသိကတော့သူတို့အကြောက်ဆုံးတော်ရင်တတော်ဝါပဲဖြစ်ပါလိမ့်။သူတို့ဟာအစာရှာထွက်ရင်းနဲ့ချင်းသိလိုက်ခံရတဲ့အခါမှာကျင်းတွေတဲကိုဝင်ပြီးတော့ဝဲပုံးကြပါလိမ့်။ကျင်းကိုလည်းသူတို့ကိုယ်တိုင်တူးဆွထားတာမျိုးမဟုတ်ပဲတိရစ္ဆာန်ငယ်လေးတွေရဲ့မြေကျင်းကိုအနိုင်ကျင့်ရယူထားကြတာပဲဖြစ်ပါလိမ့်။နေချိန်မှာတော့ကျင်းကိုအိပ်ဆက်ဖို့အသုံးချပြီးတော့ ညာအချိန်မှာတော့အထီးတွေအစာရှာထွက်တဲ့အချိန်အမတွေကခလေးတွေကိုအဲ့ဒီကျင်းထဲမှာနှုတ်တိုက်လေးရှိပါလေသူတို့ဟာအဆုံသားတတဝါတွေဆိုပေမဲ့မျက်ကိုတော့အတော်ကြိုက်ကြပါလေအခုဆိုရင်အာဖရိကမှာတောဝက်မျိုးနွယ်တွေကိုတော်တော်များများတွေ့လာကြရပြီပဲဖြစ်ပါလေအာဖရိကတောထဲမှာအမဲလိုက်တဲ့မိုးဆိုးတွေအနေနဲ့တောဝက်ပေါ်တဲ့နေရာတွေကိုသိပြီးတော့မတိုးရဲကြပါဘူးတောဝက်ပတ်ခံရပြီဆိုရင်တော့အသက်ပြန်ပါဖို့ဆိုတာမလွယ်ပါဘူးအချို့မျိုးစိတ်တွေဆိုကိုဘောကအမွှေးတွေဟာအချောင်းတွေလိုချွန်ထက်ပြီးတော့ရန်သူနဲ့တွေ့တဲ့အချိန်ဆိုအဲ့ဒီအမွှေးတွေကိုခါထုတ်ပြီးတော့တိုက်ခတ်ကြတဲ့တောဝက်ကြီးတွေလည်းရှိကြပါသေးတယ် ါအပြင်တော့ဝက်ပတ်လို့ရုံရင်ကန်ရင်နဲ့အသက်ရှင်ကျန်ခဲ့တဲ့သူဟာလေအမီဖော်မရတဲ့ယောဂါတွေကူးစက်ခံရတဲ့အထိဖြစ်စေတဲ့အန္တရာယ်များတဲ့တော့ဝက်ကြီးတွေလည်းရှိပါသေးတယ်။ဒီနေ့မှမျှဝေပေးသွားတာကတော့ထူးခြားဆန်းပြတဲ့အာဖရိကတောနယ်ထဲကတော့ဝက်ကြီးတွေရဲ့အကြောင်းပဲဖြစ်ပါလိမ့်။အဆုံးထိကြည့်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။